ဒီဈေးမှာဒီလိုမျိုး downline ဖြစ်နေရဒါဆိုရင်တော့အလျားလိုက်ဖြစ်နေတဲ့နာမည်တွေအဲ့နာမည်တွေကိုသူ downline ပြင်စီခြင်းနေအဲ့တော့ downline ပြင်စီခြင်းနေဆိုရင်ဒီစီမဲ့ဆက်ကွက်ကိုလိုချင်တဲ့စာမဲ့ဆက်ကွက်ပေါ့နော်ဒီနေရာလေးမှာ click နေပြီးရင် equal t r e n s transport ဆိုစာနေပေါ့ရင်တက်ကြီးတုံးလိုက်တက်ကြီးတုံးပြီးရင်တော့ဘယ်အကွက်ကနေဘယ်အကွက်မှာရှိရစာတွေလဲ D A A B B C C T T E E အဲ B2 ကနေ F2 မှာရှိရဲစာဒါကိုဆက်လက်မှတ်လေးရတယ်ဒါမျိုးရိုက်ထည့်လေးရတယ်နော်တကယ်လို့ရိုက်ထည့်မယ်ဆိုရင်တော့ဒီမှာ B2 is to B2 is to ဒါကရင် C2 ဒါ C3 ဖြစ်နေ C2 ပြီးရင် convert လုပ်လို့ရတယ်ဒါ C2 မဟုတ်ဘဲနဲ့ F2 ထိဆိုရင်တော့ ဒီမှာထပ်ပြီးတော့ဖြည့်ပေးလိုက်လို့ရအကြီးပဲဖြည့်အသေးပဲဖြည့်ရလို့ရနော် F2 ပြီးရင်တော့ enter ခောက်လိုက်ဒါဆိုရင်ဒီအလျားလိုက်မှာရှင်းစာရတောင်းလိုက်ရတော့ဒါတနည်းနော် equal transport ဆိုရယ်စာလေးကိုရိုက်ထည့်ပြီးတော့ခေါ်ထည့်တယ်နောက်တနည်းရကြတော့ကိုလိုချင်တဲ့ဒီတောင်းလိုက်အလျားလိုက်စာလေးကိုအရင်ဆုံးဆက်လက်မှတ်လိုက်မှတ်ပြီးရင် copy ကူးမယ် copy ကူးပြီးရင်တော့ ကိုလိုချင်တဲ့အကွက်ကစမယ်အကွက်ကဒီနေရာစမယ်ဆိုဒီနေရာမှာနှိပ်လိုက်နော်အဲ့ဒီနေရာမှာနှိပ်ပြီးသွားရင်ဒီ base ရဲ့ down arrow နှိပ်မယ်ပြီးရင် base special အဲ့ဒါက transport ဆိုတဲ့နေရာလေးမှာ check box မှာအမှန်ကြီးလေးထားပေးခဲ့ရမယ်ပြီးရင် okay နဲ့ထွက်လာဒါဆိုရင်လည်းဒီဘက်ကစသည် down light ကအလျားလိုက်က down light ဖြစ်သွားလိမ့်မယ်ဒါမဟုတ်ဘူးတချို့နေရာတွေမှာရှိရယ် sandy ရော mandy ရောနော်ဒီလိုပုံစံမျိုး s u n d y GAY Sandy ဒီကရင် Sandy ရဲ့ face handle လေးကိုတင်ပြပြီးတော့တက်မှာအစင်လိုက်ဆွဲတယ်ပေါ့အဲ့တော့သူက Sandy ဒီပြန်ယူမယ်ပြီးမှ Mandy ရာနေစမယ်အဲ့တော့ဒီမှာအလျားလိုက်ရှိရဲ့စာအဲ့တော့အဲ့လိုမျိုးအလျားလိုက်ရှိရဲ့စာကိုဒီဘက်က Mandy juice တွေပြန်ပြောင်းခြင်းနဲ့ဒါဆိုရင်တော့အလျားလိုက်ရှိရဲ့စာကိုအရင်ဆုံး select မှတ်ဖို့လိုတယ်ပြီးရင် copy button ကိုနှိပ်နော် copy button ကိုနှိပ်ပြီးကိုထားခြင်းနဲ့နေရာမှာ active service ဒါဒီနေရာနေစားပြီးတော့ Monday Tuesday ဝင်ခြင်းတယ်ထားပြီးရင် base ရတာ room နဲ့ base special ပြီးရင်တော့ဒီမှာ transport eventually ထည့် UK နဲ့ထွက်လာမဆိုရင်တော့အလျားလိုက်မှာရှိရင် Monday Tuesday ကထောင်းလိုက်ဖြစ်သွားမယ်ဒါရှေ့မှာပြောခဲ့တယ် transport base ရတာ room နဲ့ base special နဲ့ထွက်လာတာ နောက်တနည်းအားကြတော့ကိုလိုချင်တဲ့အကွက်မှာတန်းထားပြီးတော့ရိုက်ထည့်တယ်နီးကိုသုံးလို့ရတယ်ဒီ equal ကလည်းကိုပါကိုရိုက်ရမယ် DRAMS transport ဆိုရဲစာလည်းကိုပါကိုရိုက်ထည့်ရမယ်အဲ့တော့ transport ဒီလိုစာရင်းလေးပေါ်လာပြီဆိုရင်တော့ဒီလို transport စာရင်းလေးပေါ်လာရင်တက်ပြီးသုံးလိုက်လို့ရတယ်အဆုံးထိမရိုက်ဖက်နေနော်ပြန် second number ဘလောက်ကနေစပါလေဒီမှာ J2 ကနေ PPO ညာဘက်က B2 ထိလို့ရှင် B2 ပြီးရင်တော့ဂွန်ပိတ် ထည့်လိုက် enter ခါဒီနည်းနဲ့တုံးလေးရတယ်ဒါဆိုရင်တော့သူကအလဲရလိုက်ရှိရစာတွေကို download ပြင်တာလေးအဆင်ပြေသွားပါလိမ့်မယ်